်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပံမြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ drone တစ်စီးပြတ်ကျပြီးတော့တိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ19ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှလက်ပံမြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ drone တစ်စင်းဟာ ဆက်ချို့ရင်းပြီးတော့ပြက်ကြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပြက်ကြလာတဲ့ drone ကိုတရချောင်းရွာအနောက်ဘက်မှာတာယာဝတီဂလုံတပ်ဖွဲ့ကတင်းစီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စိတ်ခွေးတွေကတရချောင်းရွာကို drone နဲ့ဘုံလာကျဲတဲ့အချိန်မှာ ဲ့ဒီမှာဆက်ချုပ်ယွင်းပြီးတော့ drone ကလေထီးနဲ့ပြုတ်ကျလာတာကျွန်တော်တို့လည်းသတင်းကြတာနဲ့တွားပြီးတော့ယူဆောင်လာခဲ့တယ်အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီလို့တာဝရီဂလုံတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်အဲ့ဒီတရချောင်းမှာအော်တိုဘားလ15ရက်နေ့ကလည်းမီးရှို့ဖျက်ဆီးရန်စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုနဲ့အမတ်383ညနဲ့တိုက်ရဲအမတ်383ညသုံးတိုက်ရဲတာယာဝတီရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာယာဝတီဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့ပူ ူပေါင်းတပ်ဖွဲ့များကဘူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကအထိကိုက်များခဲ့ပြီးတော့စစ်ခွေး15កောင်ထဲမှနေတေဆုံးကစစ်တုံးပန်းအဖြစ်နဲ့စစ်ခွေး12កောင်ကိုလည်းအရှင်ဖမ်းဆီးရမိပြီးတော့လက်နက်အစုံ16လက်ခဲယမ်းများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစိုင်းကယ်စီးလာသူတအူးကိုအရွက်ဝတ်တွေနဲ့လူတစုကတားပြီးတော့ ဖုန်းဆင်မယ်ဆိုပြီးဖုန်းကိုလူပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ16ရက်နေ့မနေ့ပိုင်းကမန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်88လမ်းမကြီးပေါ်135လမ်းနဲ့138လမ်းကြားကျွဲဆိုင်ကမီးပွိုင်အကျုံမှာအရွက်ဝင်းတဲ့လူတစုကစိုင်းကယ်စီးလာတဲ့အမျိုးသားတအုပ်ကိုတားဆီးခဲ့တယ်လို့မြင်တွေ့လိုက်ရတဲ့သူတွေကပြောပါတယ်။အဲ့ဒီအချိန်မှာဖုန်းကိုဆင်မယ်ဆိုလို့စိုင်းကယ်စီးလာတဲ့အမျိုးသားကသူ့ရဲ့ iPhone 16ကိုပေးလိုက်တဲ့အချိန်မှာ စစ်ဆေးတဲ့သူတွေဟာဖုန်းကိုယူပြီးတော့ထွက်ပြေးသွားတယ်လို့မျက်မြင်တွေ့လိုက်တဲ့သူတွေကပြောပါတယ်ဖုန်းကိုဆင့်မယ်ဆိုလို့ဖုန်းရဲ့ password တွေပြောပြီးမှဖုန်းကိုယူပြီးထွက်ပြေးသွားတာလို့ဖြစ်စဉ်ကိုသိရှိသူတူကပြောပါတယ်ဖုန်းယူပြီးတော့ထွက်ပြေးသွားတဲ့သူတွေဟာစစ်ခွေးအုပ်စုဝင်းနေဟုတ်မဟုတ်အတိပြုလို့မရသေးပါဘူးအခင်းဖြစ်တဲ့နေရာဟာ စစ်ကောင်စီကင်းချထားတဲ့ကမ္ဘာယရနာဘန်နဲ့မြောက်ရီဘန်တွေရဲ့မနီမဝေးမှာတည်ရှိတယ်လို့မြို့ကန်တချို့ကပြောပါရယ်ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းအခုလိုပဲမန္တလေးမြို့ပေါ်မှာဖုန်းဆင်မယ်ဆိုပြီးတော့လူယူထွက်ပြေးသွားတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ဘူးတယ်လို့မြို့ကန်တွေကပြောပါရယ်အကြမ်းဖက်စစ်ခွေးတက်ကလည်းနေ့စဉ်လှည့်ကင်းကားတွေနဲ့ပတ်ပြီးတော့ဆိုင်ကယ်တွေကို တားကဖုန်းတွေကိုလှည့်ပတ်စစ်ဆင်းနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စမ်းချောင်းမြို့နယ်ဝေလူဝံရက်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့က Provok ကားနဲ့လူငယ်များကိုလိုက်လံဖမ်းဆီးပြီးတော့ငွေညစ်ကပတ်စံမပေးနိုင်တဲ့လူငယ်တွေကိုလူစားထိုးစစ်မှုထမ်းအဖြစ်နဲ့ရောင်းစားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ10ရက်နေ့ည9:15မိနစ်အချိန်မှာလူငယ်တအုပ်ကိုဝေလူဝံရက်ကွက်အုပ်ချုပ်ရင်းမှုနဲ့အဖွဲ့ကအတင်းကျပ်ဖမ်းဆီးပြီးတော့ provoke ကားပေါ်ကိုစွဲတင်သွားတယ်လို့သိရပါဗျ။အဲဒီနောက်ဝေလူဝံရက်ကွက်အုပ်ချုပ်ရင်းမှုယုံကိုခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ အခုလိုမျိုးလူငယ်တွေကိုဝလူဝရက်ကွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကပရိုဘောက်ကားများနဲ့လိုက်လံပြီးတော့ဖမ်းဆီးပေါ်တာဆွဲနေမှုဟာမကြာခဏဆိုသလိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဝေလူဝရက်ကွာအုပ်ချုပ်ရင်းမှုကပရိုဘောက်ကားနဲ့ကြီးမြင့်နိုင်တဲ့စမ်းကြောင်းတစ်လျှောက်မှာစစ်မှုထမ်းအဖြစ်နဲ့လူရှာဖို့လူငယ်တွေကိုလိုက်ဖမ်းနေတာတော်တော်ကြပါပြီတကယ်လို့ပတ်စံတက်နိုင်ရင်သိန်း90နဲ့ပြန်ရွေးခိုင်းတယ်ပတ်စံမတက်နိုင်ရင်တော့တခါတည်းစစ်မှုထမ်းတင်တန်းကြောင်းကိုတန်းပို့တယ်သူကရက်ကွာထဲမှာလဲစစ်မှုထမ်းကြီးအဖြစ်နဲ့အိမ်နိုင်စီကနေပြီးတော့လစဉ်ကြီးတွေကောက်တယ် လူရဖို့ကြတော့အပြင်မှာလိုက်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲပြီးလိုက်ဖမ်းနေတာလို့ဝေလူဝန်ရက်ွက်ကအဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်အဲ့ဒီဝေလူဝန်ရက်ွက်အုပ်ချုပ်ရင်းမှုဟာ လေးလမ်းမှာနေထိုင်ပြီးတော့စစ်မှုရဲအဖြစ်နဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာလူစားထုံးငွေညှက်လို့ရတဲ့ပတ်စံတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့များကခွဲဝေယူကြတယ်လို့သိရပါဗျ။စမ်းချောင်းမြို့နယ်ထွေးအုပ်နယ်ရဲတပ်ဖွဲ့ကလည်းစစ်မှုရဲလူငယ်များပုံမှန်ရရှိရေးအတွက်အုပ်ချုပ်ရေးမှုရဲ့ပေါ်တာဆွဲဖမ်းဆီးငွေညှက်မှုများကိုသိရှိတော်လဲဒစုံတရာရေးယူခြင်းမရှိဘူးလို့ပြောပါတယ်။အလားတူပဲမိထီလာမြို့နယ်ကြော့ဖြူကုန်းအုပ်စု အုတ်ချုပ်ရေးမှုဝင်းမြင့်ကျော်ကရာဇဝတ်မှုများကျူးလွန်နေတဲ့အင်းပလက်ကြီးရွာသားကျော်စိုးလင်းခေါ်ဖားကြီးကိုငွေကျပ်သိန်း80ပေးပြီးတော့စစ်မှုထမ်းလူစားထုတ်အဖြစ်နဲ့ဝယ်ယူပြီး စစ်တပ်ထဲကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။အင်းပက်လက်ကြေးရွာသားကျော်စိုးလင်းခေါ်ဖားကြီးဟာမွေးရဆေးဝါးရောင်းဝယ်ခြင်းဆိုင်ကယ်များကိုခိုးယူခြင်းတို့ကြောင့်အလို့ရှိနေတဲ့ရာဇဝတ်သားတဦးဖြစ်တော်လဲစစ်မှုထမ်းအဖြစ်နဲ့390ပေးကအော်တိုဘားလ18ရက်နေ့မိထီလာ113တက်ကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ဖားကြီးကမွေးရဆေးရောင်းတယ်ဆိုင်ကယ်တွေခိုးတယ်အဲ့ဒါကိုအေးအေးယူပေးဖို့အုတ်ကြီးဝင်းမြင့်ကျော်ကို ိုင်ထားကြတာအုတ်ကြီးနဲ့ဖားကြီးကညီကိုတဝမ်းခွဲပဲတော်တယ်အဲ့ဒီတော့ရာဇဝေသားကိုအေးမီယူပဲနဲ့ငွေချက်သိန်း80ပေးပြီးတော့စစ်မှုထမ်းလူစားထိုးဆိုပြီးစစ်တပ်ထဲကိုထည့်လိုက်တာမနေ့ကတစ်တစ်သုံးတပ်ထဲကိုအုတ်ကြီးကိုယ်တိုင်လိုက်ဖို့တယ်သူလုတဲ့ရာဇဝမှုတွေလည်းအေးယူလို့မရတော့ဘူးပေါ့လို့ဒေသခံတရင်ရင်းမိကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာအခုအော်တိုဘာလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်78ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခွေးတက်ကနမ်ဆန်မန်တုံမိုင်းငုံနဲ့မိုးကုတ်မြို့နယ်တို့မှာလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူနှအုပ်ဒဏ်ရာရပြီးတော့နေအိမ်အဆောက်အအုံနဲ့ကားတွေများစွာပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘားလ19ရက်နေ့ မောလဲနှစ်နာရီ6မိနစ်အချိန်မှာမိုးကုတ်မြို့နယ်အနောက်ခြမ်းရေအေးကြီးရွာမှာရှိတဲ့မွေးမြူရေးကြက်ခြံကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချသွားတယ်လို့သိရပါဗျ။လက်တလောလူထိခိုက်မှုအခြေအနေရှိမရှိကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူများကပြောပါတယ်။လာကျဲတာကတော့ရေအေးရွာအထက်ကကြက်ခြံလို့ပြောတယ် ်ပထမကြောက်ဖားဆိုပြီးပြောနေကြတာကြက်ချံဆိုရင်တော့အထီးကိမရှိနိုင်ဘူးထင်ပါတယ်အတိအကျတော့မင်းနေတော့မယ်လို့မိုးကုတ်ဒေသခံတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်အလားတူပဲဒီကနေ့နေ့လယ်ဆက်နေခွဲအချိန်မှာနမ်ဆန်မျိုးနမ်မဝရက်ွက်ကိုပေါင်250ဘုံးတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ အသက်28နှစ်အရွယ်ကိုအောင်အောင်နဲ့အသက်24နှစ်အရွယ်ဦးချစ်စန်းမောင်တို့ထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးလက်ဖက်ဆက်ရုံတရုံမိသက်ကား၅စီးနဲ့ကားလေးစီးတို့ထိမှန်ပျက်စီးသွားကြောင်း DNA လေးကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်မန်တုံမျိုးအောင်ချမ်းသာရက်ကွက်မှာလည်းဒီကနေ့မှာစစ်တပ်ကလေရင်နဲ့ပေါင်250ဘုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်6လုံးလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်တပ်ကမိုင်းကုန်းမြို့နယ်လွယ်ပင်းကြီးွာကိုလေချောင်းကနေပြီးတော့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ဘုံကြီးကျောင်းနဲ့ဇယက်တို့ထိမှန်ပြစီသွားခဲ့တယ်လို့သိရပါတယ်အခုအော်တိုဘာလတရက်နေ့ကနေ16ရက်နေ့အထိစစ်တပ်က TNL သိမ်းပိုက်ထားတဲ့နေရာများကိုလေကြောင်းကနေတိုက်ခိုက်မှု28ကြိမ်ပြုတ်လုခဲ့ပြီးတော့တန်ဃာတော်2ပါးကလေး10ဦးအမျိုးသား12ဦးနဲ့အမျိုးသမီး19ဦးစုစုပေါင်းလူ42ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ဂျေဇုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိပြီးတော့အသက်မပြည့်သေးတဲ့လူငယ်များလည်းပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ19ရက်နေ့မနက်9နာရီခွဲအချိန်မှာကန်ချနာဘူရီခရိုင်အုတ်ချုပ်ရင်းမှုအပါအဝင်ထိုင်းစစ်တပ်ရဲနဲ့အာဏာပိုင်များကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီမြန်မာနိုင်ငံသားတွေထဲမှာတရားဝင်စာရွက်စာတမ်းအထောက်အထားများပါရှိခြင်းမရှိဘူးလို့ပြောပါတယ်။ ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား162ဦးမှာအမျိုးသား62ဦးအမျိုးသမီး58ဦးနဲ့အသက်15နှစ်ကနေ18ကြားလူငယ်အမျိုးသား10ဦးနဲ့အသက်15နှစ်ကနေ18ကြားအမျိုးသမီးလူငယ်3ဦးတို့ပါဝင်တယ်လို့သိရပါဗျာ။ ဖမ်းခံရတဲ့မြန်မာနိုင်ငံသား162ဦးဟာကြီးပါများနဲ့တောတွေထဲမှာပုံအောင်နေကြတဲ့အချိန်ဖမ်းဆီးခံရခြင်းဖြစ်ပြီးတော့ဖမ်းခံရတဲ့အချိန်မှာအားလုံးဟာမောပန်းနှွမ်းနေနေကြတယ်လို့ပြောပါရယ်ဇဂပြန်ကနေတစ်ဆင့်မေးမြန်းချက်အရာမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအလုပ်လုပ်ရလာရောက်ကြခြင်းဖြစ်ပြီးတော့ဖျားတုံးစုကနေတစ်ဆင့်ရေလန်း၊ကုန်းလန်း၊ကားလန်း၊တောလန်းများအတိုင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါရယ်အခုလိုတရားမဝင်လမ်းကြောင်းကနေတစ်ဆင့်လာရောက်နိုင်ဖို့အတွက်ပွဲစားကအနေနဲ့တယောက်ကိုထိုင်းဘက်ငွေ2000ကနေ ထိုင်းဘတ်ငွေ2400အထိပေးဆောင်ခဲ့ရပြီးတော့လက်တလုံးမှာ၎င်းတို့အားလုံးကိုရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ